တရတော်မြတ်စွာဘုရားစီရောက်လာတယ်မြတ်စွာဘုရားစီရောက်လာတယ်ဘုရားချိန်တာနဲ့သူဝင်လာပြီးတော့ဘုရားကိုလာကြော့ကြော့ပြီးတော့မေးတယ်တပည့်တော်တို့ဆတ်ဆရာလောကဆတ်သဖြင့်လောကမှာတဲ့ဆရာဆရာကြီးတွေပြောခဲ့တဲ့စကားရှိတယ်တဲ့အခုလိုလူတို့ကို ဖြေဖြော်ရင်းနဲ့သိပဲဆိုလို့ရှိရင်တဲ့ ပဟာသဆိုတဲ့နတ်ပြည်ပျော်မြူးနေရတဲ့နတ်ပြည်ကိုရောက်တယ်လို့ဒီလိုဆိုပါတယ်အရှင်ဘုရားရောဘလို့ပြောချင်ပါတော့မေးတာနော်အဲ့ဒါတော့ဖယ်ထားလိုက်နုဘုဆိုသတ္တမားတွေကကြိုက်ဘူးဟုတ်ဟောရသော်ဘုရားရဲ့အဖြေလေးကိုပြောပြနော်ရသော်ဘုရားကဘာလို့ဆိုမမေးနဲ့တဲ့ငါဒီမေးကောငါမမေးနဲ့ ဆိုတော့မဟုတ်ပါဘူးဗျာတဲ့တပည့်တော်သိကျင်လို့မေးမေးတာပါအရှင်ဗျာမိတ်ရှိပါဗျာဟိုမမေးပါနဲ့တဲ့ဒီမေးကုံကမမေးနဲ့လို့ဆိုနှစ်ခါသုံးခါတာမရဖြေဖို့ပဲတင်းမေးနေတော့မြတ်စွာဘုရားအေးအဲ့ဒါဆိုလို့ရှိရင်တော့ငါပြောရတော့မှာပေါ့မင်းကတိတ်ပြီးတော့မေးချင်နေတော့ဖြေရမှာလူတွေဆိုတာတဲ့ငโกကလေးက တွေ့တာမှုတွေတတ်မဲ့မှုတွေမုန်းတိမှုတွေတွေ့ဝေမှုတွေအလွန်များတယ်လူဆိုတာရာဂဒေါသမောဟဆိုအလွန်များတယ်ဇက်ခုံပေါ်ကနေကပြဖြေပြောတဲ့အခါမှာဘာဖြစ်လဲဆိုကြည့်တဲ့လူတွေကမျက်နှာလေးမော့ပါးစပ်လေးဟာပြီးတော့နော်ပါးစပ်လေးဟာပြီးတော့ကြည့်မင်းသားမင်းသမီးလှလာလေးမြင်သဘောကျဘာဖြစ်လဲ ရာဂဖြစ်နော်နှိမ့်ဆက်ခံတွေးလို့ရှိရင်ဒေါသဖြစ်ဆေးလိတ်တို့နဲ့ပေါက်ခဲနဲ့ပေါက်ဒေါသတွေဖြစ်ဆက်သေးကတယုတ်ဆောင်နေတာကိုဟုတ်ကောင်ထင်ပြီးတော့လဲမျက်ရည်ကြလို့ကြတယ်ဆိုမောဟတွေဖြစ်တာဟုတ်တယ်မို့ဆက်သေးမှာရိုက်နေတာဟိုလူကသူ့တင်မသူ့ဖြန့်ငနဲ့လုံးလိုက်တာဟိုကောင်ရိုက်တယ်မှတ်ပြီဟိုကလည်းငိုလိုက်တာမပြောနဲ့တယုတ်ဆောင်နေတာလေအဟုံးငိုတာမဟုတ်ဘူး ။တချို့ကြတော့မျက်ရည်မထွက်တော့ပျုပ်စီဆောင်းထားတယ်လို့ပြောတယ်။ပျုပ်စီနဲ့မျက်လုံးပွင့်လိုက်တဲ့အခါကျတော့ဆက်ပြီးတော့အဲ့ဒီမှာမျက်ရည်တွေထွက်လာ။ချိုလက်တော်လေးချင်ရမှာတိတ်တုံလွယ်ဦးနော်။အဲ့ဒီလိုမြတ်စွာဘုရားကလူတွေဆိုတာတဲ့ငကောကမှာရာဂဒေါသမောဟတွေများနေတဲ့လူတွေကို မင်းတို့ကရာဂရောဒပုံများအောင်လှုပ်တာဖြစ်သည့်အတွက်ကြောင့်တဲ့တည်လို့ရှိရင်တော့ပဟာသငရဲပဲကြတယ်နတ်ပြည်မဟုတ်ဘူးလို့ပြောတယ်အဲ့ကြတော့ငိုလိုက်တာသူငိုတယ်သူ့ရဲ့ငိုကန်းဖြစ်သွားတယ်အဲ့ကြမြတ်စွာဘုရားမင်းငါမမေးပါနဲ့လို့ပြောတာခုမှမင်းငိုနေရအဲ့ဒါကြောင့်ငိုတာမဟုတ်ပါဘူးတဲ့တပည့်တော်တို့ဟာဒီအလိန်ခံထားရတာကိုတပည့်တော်တို့တပည့်တော် စိတ်နာလို့ငိုတာပါတဲ့ဝမ်းနေပြီးတော့ငိုတာပါဆိုပြီးတော့ရသော်ပြောင်းလျှောက်ပြီးနောက်သူဘုန်းကြီးဝတ်သွားတာလာဗုဒ္ဓတုတ်ဆိုတာခါမဏိတန်ရုံမှာပါ